ေ့ကတော့ကျွန်တော်ဒါပန်ဒူနာလေးတွေကျွန်တော်ဒါပျက်စီးအသက်ဝင်ထားတယ်ပေါ့ဗျာဒီနေ့ကတော့ကျွန်တော်ဒါပန်ဒူနာလေးတွေကျွန်တော်ဒါပျက်စီးအသက်ဝင်ထားတယ်ပေါ့ဗျာ ပစ္စည်းအသစ်ဆိုပေမဲ့ကျွန်တော်တို့ကဒီကောင်လေးတွေကအများအမ်းရောက်လိုက်ကုန်လိုက်ပေါ့ပြောချင်တာကကျွန်တော်တို့ဒါပစ္စည်းလေးတွေထပ်ဝင်တယ်ကိုပြောချင်တာဒီကောင်လေးဆိုရင်ဒါဇီးနီလေးဖြန့်ပြပေးတာဒီကောင်ကတော့အေးသွဲလေးနဲ့နဲ့နဲတယ်ဒီတစ်ခေါက်ရောက်တာနော်အဲသူ့ရဲ့သဘောတော်ကကျွန်တော်တို့ဒူနာဖြစ်တယ်အောက်မှာစီနီလုံးလေးတွေပါမယ်နော်စီနီလုံးလေးတွေပါမယ်နော်အဲသူကတော့နှစ်ကိုက်ကွင်းတကွင်းချင်းလေးရက်လက်ကောက်ကလေးနော်နှစ်ကိုက်ကွင်းတကွင်းချင်းလေးရက်လက်ကောက်ကိုမှကျွန်တော်တို့ကဒီမှာဒါအတွန်ပိုင်းလေးဒါလက်ကောက်တဲ့ဖြစ်ကြောင်းပြတာဒီကောင်လေးကဒါဇီးနီလေး เนาะဒါလေးကဇီးနီလေးရဲ့ကျွန်တော်တို့ကဒီမှာခဲခဲရောင်လေးရလဲကျွန်တော်တို့ကအာဒါဒါအရေးအတွက်လေးနဲတယ်ပေါ့ဒီတစ်ခေါက်ထဲမှာလဲ နော်သူလေးလည်းအရန်လာတယ်နှက်ကြိုက်ကွင်းတကွင်းချင်းချီရပါချီလဲမင်းကျွန်တော်တို့ကဒါချင်းတယ်ဖြစ်တယ်ပေါ့လေချင်းတယ်ဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ဒီဇိုင်းလုံးတည်ရာကျွန်တော်တို့ကချင်းတယ်တွေဖြစ်တဲ့အတွက်ကြောင့်မို့ကလေးမျိုးဆိုင်ကျွန်တော်တို့ကကလေးမျိုးရွှေလေးရဆိုင်ခွဲပေါ့နော်အဲကျွန်တော်တို့ကဒီကလေးမျိုးကတော့နှစ်ပေါင်း30ကျော်ပြီကျွန်တော်တို့ဒါမန္တလေးမှာတော့ချယ်တီဦးချင်းရိုးရနာမည်နဲ့ဖွင့်တာအာကျွန်တော်တို့ဒါ2010ခုနှစ်ကစပြီးတော့မဟာစတင်ဖွင့်လဲလာတာပြောချင်တာကကျွန်တော်ကချင်းတယ်ဖြစ်တဲ့အတွက်ကြောင့်မို့ချင်းတယ်တွေကအာကျွန်တော်တို့ဒါအိန္ဒိယချီဖြစ်တယ်ချင်းတယ်စစ်စစ်တွေဆိုရင်လေလေရက်လက်ကောက်တဲ့အိန္ဒိယချီအဲ့ဒီတော့ကြောင့်မို့အယောင်မကြောက်ရေမြုံအနေခဏကလာ လာကနေဆိုမွဲမသွားဘူးဖုတ်မသွားဘူး။ तू ကဗမာချီတွေလိုနှစ်40နှစ်100 180နှစ်40စီဆိုမှမလာဘူးပေါ့လေ။နော် तू ကတော့အကုန်လုံးကဒီဇိုင်းပေါ်မှာမူတည်ပြီးတော့မှဈေးနှုန်းလေးတွေကအဲကွာခြားသွားတယ်ပေါ့။နော်ပြောချင်တာကအဲကျွန်တော်လေးရတဲ့ပြတ်တဲ့ကြောင့်မို့ဒီဇိုင်းပြည့်ရင်ပြည့်တယ်လို့အစင်းတွေများရင်များတယ်လို့ပေါ်မှာမူတည်ပြီးတော့မှဈေးနှုန်းလေးတွေကွာခြားသွားတာဒီအစိမ်းထဲမှာဆိုရင်တော့ကျွန်တော်တို့ကအာပို့ပြီးတော့မှအာနော်စင်တူတွေနော်စင်တူတွေအဖွဲလိုက်ဝက်ချင်တဲ့အမတွေ နော်စင်တူလေးတွေနော်အဖွဲလိုက်ကလေးတွေအဲ့ဒီထက်ကတော့ပစ္စည်းလေးတွေများများဝင်ထားတယ်ဒီတတုတ်ကအစိမ်းတန်းဖြစ်တာပေါ့စိမ်းအစိမ်းတန်းဆိုတာရေကန်းတန်းမှာကျွန်တော်တို့အစိမ်းတန်းတင်ထားတာပေါ့လေတို့တို့ကြောင့်မို့ကျွန်တော်တို့အစိမ်းတွေများတယ်ခုနကပြရတယ်ကျွန်တော်တို့ဒါဟိုပါပေါ့ခဲတို့နော်ကျွန်တော်တို့ဒါဒါဟိုပါပေါ့ဟိုအနည်းဇီးနီတို့ဘာတို့ကြတော့ကျွန်တော်တို့ကဒီနောက်တတုတ်မှာထပ်ပြီးတော့မှများများဆဆထပ်ဝင်မှာပေါ့လေတခြားကလာကန်တွေလည်းထပ်ပြီးတော့လည်းဝင်အောင်ပါ เนาะဒီတဲမှာကတော့ကျွန်တော်တို့ကဒါဒါမြင်းကြီးစိမ်းလို့ခေါ်မှာပေါ့เนาะမြင်းကြီးစိမ်းနေရာတော့ကျွန်တော်ဒါအရေးတော့မြန်မြန်လေးထပ်ဝင်ထားတယ်ဒီကောင်လေးတွေကဒါဈေးနှုန်းအပြင်ကတော့ဒီကောင်လေးတွေဈေးနှုန်းလည်းတင့်တယ်เนาะဒီကောင်လေးဆိုတာ၄000ကျော်ပဲရှိတယ်เนาะ၄000ကျော်ပဲရှိတယ်နှစ်ไก่ကွန်းတစ်ကွန်းချင်းဥမာရိုးရိုးရှင်းရှင်းလေးဝတ်ရမှာเนาะအဲတခုတော့ရှိတယ်နှစ်ไก่ကျော်ဝတ်ချင်တဲ့အန်တီတွေအမတွေအဲ့ဒီတို့ကြောင့်တော့ကျွန်တော်တို့ကဘျောင်စာလေးပိုးဝတ်มาပဲရတယ်ဘျောင်စာဆိုတာဒီအတွန်းထဲမှာဘျောင်စာလေးပေါ့เนาะကျွန်တော်အများတန်းလေးလည်းပြောပါတယ်ဘျောင်စာဆိုတာဒီလိုဒီလိုဒီလိုခြိသားသူပေါ့เนาะဘျောင်စာလေးတွေထိုးဝဲရမယ် နော်ဒီလိုအတွင်းထဲမှာလေမမြင်တဲ့နေရာမှာပြောင်စာလေးတွေထိုးဝဲမှာပဲအဆင်ပြေမယ်ဗျပုံမှန်ကတော့ကျွန်တော်တို့ကနှစ်ကိုက်ကွင်းမဲ့လာတယ်နော်ဒါလေးကကျွန်တော်တို့ဒါ Viber မှာဆိုတော့ကောင်း Messenger မှာဆိုတော့ကောင်းပြောပေးပါခင်ဗျနော်အဲကျွန်တော်ကတော့ site မှာလာကြည့်မယ်ဆိုရင်နော်68လမ်း333လေးမန္တလေးမြို့ Cherry Hill ချင်းဝ design ဆိုင်ရမနစ်ရှင်းရညနေ6:06ခွဲတိဖွင့်နေထားတယ်နော်နိုင်ငံစုံနေစုံပို့တယ် Ryan နဲ့ပို့တယ်တခြားဒါပြည်ပတွေကတော့ကျွန်တော်တို့ဒါ Singapore မလေးထိုင်းတွေကတော့ကျွန်တော်တို့ဒါ Delhi တက်တက်ရှိတယ်ပေါ့လေနော်ပြည်တွင်းကတော့ကျွန်တော် Ryan နဲ့ပို့ပေးတယ်နော်အဲကျွန်တော်တို့ဒါနိုင်ငံစုံနေစုံပို့တယ်နော် ားလုံးကျေးဇူးတင်ပါတယ်နောက်နေ့မှပြန်လည်ပြီးတော့မှာဆုံပေးပါဦးမယ်